င်တရားမှာနိုင်ငံရေးပြည်မှုနဲ့ဖန်ဆီးခံထားရသူအမျိုးသမီးကိုကြားဖြတ်ကဲထုတ်ခဲ့တဲ့အဖွဲ့ဖန်ဆီးခံရမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှိပိုင်းမြို့နယ်မှာနိုင်ငံရေးပြည်မှုနဲ့ဖန်ဆီးခံထားရတဲ့အမျိုးသမီးတအူးကိုကြားဖြတ်ကဲထုတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ မနေ့ကဇူလိုင်လ1ရက်နေ့ည9:00နာရီအချိန်ခန့်ကလိုင်တရအရှိပိုင်းရဲစခန်းမှာဖမ်းဆီးခံထားရတဲ့အမျိုးသမီးတအုပ်ကိုဒူရဲအုပ်အမျိုးသားတအုပ်နဲ့ဒူရဲအုပ်ရဲမေတအုပ်တို့မှဈေးကန်းသို့ပို့ဆောင်စဉ်မင်းကြီးမဟာမင်းခေါလန်းမှလူတစုမှတတက်ဖြင့်ပြစ်ခတ်ကကြားဖြတ်ကဲထုတ်သွားခဲ့တာဖြစ်ပါသည်ရှင်တို့ပြစ်ခတ်ခဲ့ထုတ်ခဲ့မှုကြောင့်ဒူရဲအုပ်တအူးတည်ဆောင်းခဲ့ပြီးရဲမေတအူးမှာပြင်းထန်ဒဏ်ရာရရှိခဲ့ကဆေးရုံတို့ပို့ဆောင်ထားခဲ့ရကြောင်းရဲတရင်အင်းမြများထံမှသိရှိရပါသည် 50ညနဲ့ဖမ်းထားတဲ့အမျိုးသမီးကိုမြို့နယ်စေယုံမှရေးပေါ်ပြဖို့ရဲတွေခေါ်လာတဲ့အချိန်ပြစ်ခတ်ပြီးကဲထုတ်သွားတာဟုဆိုကာရဲသတင်းအရင်းမြစ်ကပြောပါတယ်အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်နိုင်သာယာမျိုးနယ်အပြင်ရန်ကုန်မျိုးနယ်နဲ့တလားစိတ်ကန်းတို့အပါအဝင်တန်လျင်မျိုးနယ်တွေကိုပါပိတ်ဆို့စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ကိုပိတ်ဆို့ရှာဖွေပြီးတဲ့နောက်ဒီကနေ့ဇူလိုင်လ2ရက်နေ့နက်နက်ပိုင်းမှာပြစ်ခတ်ကယ်ထုတ်သွားတဲ့အဖွဲ့ကိုတန်လင်းမြို့နယ်ဘောဓပြေကန်ကျေးရွာအနီးမှာလက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ရင်းမြစ်ထံမှသိရှိရပါတယ်။တော်လိုင်းရေးဘက်ကလူတွေပြောပြချက်အရတော့အခုပြစ်ဆင်မှဖမ်းခံလိုက်ရတဲ့သူတွေဟာပြည်သူတွေလူတန်းနဲ့လက်နက်တွေကိုယူပြီးအဖွဲ့လိုက်အလင်းဝင်သွားသူတွေဖြစ်တယ်လို့လည်းပြောကြားထားကြတာဖြစ်ပါတယ်။ ိုင်းတရားရဲစခန်းကနေကဲထုတ်သွားတဲ့နိုင်ငံရေးအကျဉ်းသားဆိုတဲ့အဖွဲ့ဟာပြည်သူတွေလူတဲ့လက်နက်တွေကိုယူပြီးတော့အဖွဲ့လိုက်အလုံးဝင်ထားတဲ့သူတွေဖြစ်တယ်။အင်းကြီးအဖြူနဲ့လူကအချစ်စင်လင်းဆိုတဲ့သူသူကတော်ထဲမှာတော့ကအာနာနဲ့ငွေကြေးကိုအလွဲသုံးစားလုပ်ပြီးတော့ရဲဘော်တွေကိုနှိပ်စက်ညှဉ်းပန်းပြီးနောက်ပိုင်းမှာပြည်သူတွေလူတဲ့လက်နက်တွေနဲ့သူ့လူတွေကိုခေါ်ပြီးတော့အလင်းဝင်ထားတာကြားပြီး မျိုးပေါ်ကကြံခဲ့တဲ့ရဲဘော်မိသားစုဝင်တွေကိုတော့မှချင်းချောက်ခဲ့တဲ့ကောင်ဖြစ်ပြီးတော့ဘေးကသူ့မိန်းမကထောက်ပို့အမိခံပြီးတော့လိန်နေရာကနေအဖမ်းခံရလို့သွားခဲ့ကြတာဒီမနက်ဒီသတင်းတွေပဲတက်နေလို့အဖြစ်မှန်သိရအောင်ပြန်ပြောပြတာပါတော်လန်ရေးကိုတစ္ဆာဖောက်တဲ့ဖောက်ပြန်ရေးသမားတွေအပေါ်မှာဘာမှသနာစရာအကြောင်းမရှိဘူးဆိုပြီးတော့တော်လန်ရေးဘက်တော်သားတွေကတော့ပြန်လည်ထောက်ပြပြောကြားထားတာလည်းဖြစ်ပါတယ်